ဝါသနာကိုခြေခံပြီးတော့အတပြတ်ထပ်ပြီးတော့အဲငွေချမဲ့ဘော်ရာတွေတွေကျွန်တော်မောင်ကောင်းကနေပြီးတော့ဒီ UCL Day 2ပေါ့နော် Champions League Day 2 Brugge နဲ့ဘာကာပွဲလေးကိုကျွန်တော်အမြင်လေး sharing လုပ်ပေးချင်ပါတယ်ဒီ Brugge တို့ပြီးခဲ့တဲ့ဆယ်လပိုင်းတစ်ပိုင်းလုံးအနည်းဆက်ဆုံးခြေနေထားရာငါးဘွဲ့ခန့်ငါးဘွဲ့နိုင်ပြီးခုနှလုံးသားခွင့်ပြုပေးထားသလိုအတွင်းကလည်း၁၇လုံးထိတွင်းထားရပါပဲဒါတွေကုန်လုံးတော့ Beijing Club မှာပဲရမှာပါ ပြီးကလပ်မှာပဲအမ်ခန်းစစ်ကောင်းတိုက်စစ်ကောင်းနေလို့ဆိုနိုင်ပေမဲ့ဒီချန်ပီယံလိမှာတော့ပြီးခဲ့တဲ့ဘက်ကအမ်ဘိုင်ယန်ဟိုဖိုးစီနဲ့ရှုံးထားတယ်လို့အဲဒီရသည်ခြေသိပ်မကောင်းတဲ့အတ္တအုပ်တောင်ဒူဝမ်နဲ့ရှုံးထားတာပါတတိတော်မခက်နိုင်တဲ့အနေထားပါဒီကျွန်တော်တို့မွန်နာကိုပေါ့နော်ဒီပထမပွဲ4-1နဲ့နိုင်ထားရလွဲလို့ခြေနေထားတော့ချန်ပီယံလိမှာတော်တော်ကိုအားရစရာမကောင်းဘူးဒါပေမဲ့သူ့အိမ်ခွေးမှာဆိုလို့ရှိရင်ဒီ6ပွဲဆက်ပေါ့နော် ရှုံးမမရှိသေးပါဘူး okay ဘာစီဘက်ကိုကြည့်အောင်အနည်းဆက်ဆုံးခြေကိုယူကြည့်ရရင်ပြီးခဲ့တဲ့၁၀လပိုင်းမှာခက်ခဲတဲ့၆ပွဲမှာဂိုးမပိရတဲ့ပွဲမှရှိတော့ကိုခန်းစစ်ပိုင်းကဘာစီတို့ကြစ်လင့်မှုအာတော်တော်နဲ့ရဖြစ်ပါတယ်။ PSG မက်ထရစ်တို့ကိုဂိုးပိရတာလက်ခံနိုင်ပေမဲ့ဒီ CB ကိုဖိုးဝန်းတဲ့ဂိုးပြေရှုံးတာတို့ဂီရိုနာတို့အချီတို့တောင်သွင်းကိုခွင့်ပြုပေးထားရတို့ကတော့ဒါလက်ခံနိုင်စရာအကြောင်းတော့မရှိဘူးပေါ့နော်။တိုက်စစ်ပိုင်းမှာတော့၆ပွဲခန်း၅လုံးသွင်းထားတယ်လို့ ညီယိုရီကလုံးသီးတဲ့အတိုင်းပဲဘာကားရောကိုရဖို့ဝင်လေးနေတဲ့အသင်းမျိုးရုံးကန်နေရတဲ့အသင်းမျိုးမဟုတ်ပါဘူး။ Okay ကြေးဆာလောင်မှုနဲ့အမတ်ဆာလောင်မှုကိုကျွန်တော်ချိန်ဆရရင်တေကြီး190နဲ့စထွက်လာပြီးတော့လက်ရှိ190လောက်ထိအောင် ကြီးတော်ကြတော့တာပါအများသူကအသိကြီးကြီးစနမတ်ကူမဲ့ဆက်တဲ့ဖြစ်ရပြီးချိန်မှာတပွဲကြံဆိုပေမဲ့ PSG ကိုရှုံးထားတော့6မှတ်သားရသေးတဲ့ဘာစီတို့ကအိုလံပီယာကော့ကိုပြီးခဲ့တဲ့အပတ်ကနောက်ဆုံးခတ်တခဲ့တဲ့ဘောနော်ချန်ပီယံလိမာတော့စေဝန်းနဲ့ဖြုတ်ပြထားတဲ့အနေထားနဲ့ဗျာဒီရသည့်ခြေဆုပ်တယ်လို့ပြောလို့ရတဲ့အတ္တအုံတော်တတိတောင်မခတ်နိုင်တဲ့ဘရုချက်ကိုဘာကာရူအမတ်ရလို့စိတ်ဘောနော်ပြင်းထန်မယ်ဆိုရင် အောင်းနိုင် ကြည့်တာဆိုလို့ရှိရင်1-20ထပ်ပို့ပြီးတော့ တိုးပီလို့ရလောက်တယ်လို့ကျွန်တော်မြင်မိပါတယ်လိုရထက်ပိုပြောနေလို့ကျွန်တော်တို့ body ဈေးတန်းအရာအဲကြီးပြောပြောင်းနေလို့မြင်မိတဲ့အတွက် blue jet body နဲ့အဲအိမ်ခွင်းမှာပေါ့နော်အိမ်ခွင်းအချိန်နဲ့အိမ်ခွင်းဝိန်နဲ့ပရိသတ်တွေမျက်နှာကိုထောက်ပြီးတော့ဂူလီတွေပြန်ပြီးတော့တုံ့ပြန်လာနိုင်ပါတယ်ဘာလို့ဆိုတော့ဘာကခန်းစစ်ကတမင်မွေးကြဆိုင်ဖြစ်နေတဲ့အတွက်ခန်းစစ်ပိုင်းလဲနည်းနည်းလိုအပ်ချက်လေးတွေရှိရတဲ့အတွက်ပေါ့နော် ခစီပိုင်းနဲ့ကြစ်လက်မှုဒီရည်နည်းနည်းအားနေတယ်ဒီခုနောက်ပိုင်းပေါ့နော်အားနေတယ်ဆိုတဲ့အတွက်ခူးပေါ်လေးပါတွဲဖက်ဆော့မယ်ဆိုလို့ရှိရင်တော့အဲမဆိုးလို့ဆိုရမှာပါဆော့ရင်ဆော့ပြောတဲ့အနေထားမျိုးပေါ့နော်ဘလူးအဲ့တော့ကျွန်တော်ဒီနေ့ UCL Day 2တပွဲကောင်းနေနဲ့ပထမပွဲကို Blue Jet Body နဲ့ Blue Jet Group အဲလေးကိုကြိုက်နှစ်သက်မိပါတယ်စည်တနာထားအချိန်ပေးရွေးချယ်ထားဖြစ်လို့အကြိုက်တူမှာဆိုဖို့အကျူတင်မြေတားရက်ခံပါတယ် နေ့စဉ် VIP တက်တွေကို free ကြည့်ရဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားနိုင်ပါတယ်။ပွဲကောင်းရင်ကောင်းသလိုမောင်းတွဲလက်ဆောင်တွေ VIP မောင်းတွဲတွေကြည့်ရဖို့ကျွန်တော် Telegram channel link လေးကို join ထားနိုင်ပါတယ်။ Telegram channel link လေးကို comment မှာထည့်ပေးထားပါတယ်။ဒီကိုရအောင်အစီအမေကြပါစေဗျ။